ယောဂဆိုရိကာကွယ်နိုင်ဖို့ဒီနီလန်းနေနဲ့ကိုခန့်အားဖြည်ပါပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဒေါက်တာလိုင်လီဖိရှ်ကနေပြီးတော့ကြိုဆိုလိုက်ပါတယ် ယောဂဆူရီကအန်ဒီရဲ့ကနေကကွယ်ဖို့နဲ့နေ့ရက်တိုင်းမှာကျန်းမာပျော်ရွှင်စေဖို့အဓိကလိုအပ်ချက်တစ်ရက်ကကိုခံအားကောင်းဖို့ဖြစ်ပါတယ်။ကိုခံအားခန္ဓာကိုယ်ရဲ့ရှည်တန်းခံစစ်တရက်ဖြစ်ပြီးတော့ယောဂပိုးတွေအန်ဒီရဲ့ကနေကကွယ်ပေးပါတယ်။ကိုခံအားက မိခင်ဝမ်းကနေမွေးလာကလေးကတပါးရဲပါလာခဲ့တဲ့သဘာဝလက်ဆောင်မှာကိုခံအားမွေးကင်းစားအရွယ်မှာပြပြဝဝမဖွင့်ဖြိုးသေးပေမဲ့အသက်လေးရှားလာလေးလေးပုံမဖွင့်ဖြိုးလာလေးလေးပါပဲ။ဒီလိုနဲ့အသက်9နှစ်ကနေ10 နစ်ဝင်ကျင်လောင်ရောက်တဲ့အခါကိုခန့်အားပြပြဝဝဖွင့်ဖြိုးလာပါတယ်ဒီလိုဖွင့်ဖြိုးပြီးတော့ကိုခန့်အားတရက်ကိုအမြဲလိုလိုအားဖြည့်ပေးဖို့ကလည်းမိထားလို့မရတဲ့အချက်တစ်ခုပါအခုလိုမျိုးယောဂဇိုးတွေဖြစ်ပွားနေချိန်မှာကိုခန့်အားကိုဂယူဆိုင်တာကတော်တော်လေးလိုအပ်လာပါတယ်ကိုခန့်အားကိုဖြည့်ပါဂယူဆိုင်ပါဆိုရာကမနက်လေးနိုင်မှာလက်တဆုပ်စာလောက်ရှိတဲ့ဖြည့်စွက်အာဟာရတွေအားစီးတွေကိုမျှဝဲတောက်သုံးပါလို့ဆိုလိုတာမဟုတ်ပါဘူးနေ့စဉ်လှုပ်ဆောင်နေကြအလေးထားတွေထဲမှာကိုခန့်အားကိုအားဖြည့်ပေးနိုင် မဲ့အလေးထားလေးတွေကိုထည့်သွင်းလို့ဆောင်ဖို့သာဆိုလိုခြင်းဖြစ်ပါတယ်။ဒီတစ်ခါတော့အခုလိုမျိုးကာလမှာလိုအပ်တဲ့ကိုခံအားချမ်းမာစေဖို့အတွက်လူတိုင်းမွေးမြူတဲ့နဲ့ကိုခံအားဖြည့်အလေးထားတွေအကြောင်းကိုပြောပြပေးသွားကြပါတယ်။လူတိုင်းမွေးမြူတဲ့ကိုခံအားဖြည့်အလေးထားတွေကဘာတွေဖြစ်မလဲအတူတူလေ့လာကြည့်ရှုရအောင်ပါရှင်။နံပါတ်1နေအောင်ကြီးနဲ့ထိတွေ့ပါ ။နေရောင်ခြေရာကဗီတာမင် D ကျွဲဝစွာပါဝင်နေပြီးတော့ကိုယ်ခံအားကျန်းမာစေဖို့ထောက်ကူပေးပါတယ်။မနက်ခင်းနေရောင်ခြေနွေးလေးကိုတနေ့တာမှာ15မိနစ်ကနေနိုင်ဝက်လောက်ထိတွေ့ပေးပါ။နေရောင်ခြေနွေးနွေးလေးအောက်မှာလည်းရှောက်တာယောဂကျင့်တာမျိုးကိုယ်လက်လေးချင်ခံနေလို့ပေးလို့ရသလိုရှင်နေချမ်းလေးတစ်ခွက်နဲ့နေရောင်ခြေလေးထိတွေ့လိုက်တာကလည်းအဆင်ပြေစေပါတယ်။ကိုယ်ခံအားကောင်းစေဖို့အတွက်ဗီတာမင် D အားစေးတွေတောင်းမဲ့အစားမနက်ခင်းမှာ နေရောင်ခြေနဲ့ထိတွေ့လိုက်ပါ နံပါတ်2တန်းညကြာမှာ8:9နာရီထက်မနည်းပါစေနဲ့ညဘက်ဒီမှာအေးအေးဝါးဝါးအိတ်တာကကိုခံအားကိုပြည့်စီပါရယ်အရွယ်ရောက်ပြီးသူတွေနေနဲ့တန်းညကြာမှာ8:9နာရီထက်မနည်းရှိရပါမယ်ဒါမှပြေးဝါးတဲ့အိတ်ဆက်ချိန်ရရှိပြီးတော့ကိုခံအားကိုအားဖြည့်ပေးနိုင်မှာဖြစ်ပါရယ်နံပါတ်3ရှေးမြများတောက်ပါရှေးတောက်တာကကိုခံအားကိုအားဖြည့်ပေးနိုင်ပါရယ်ခန္ဓာကိုယ်ရဲ့80ရာခိုင်နှုန်းကျော်ကိုရှေးတက်နဲ့ဖွဲ့စည်းထားတာဖြစ်တာကြောင့်ရှေးတက်ပြေးဝါးနေခြင်းကလည်းကိုခံအားကိုအားဖြည့်ပေးရာရောက်ပါရယ် ါကြောင့်တနေ့တာကိုအနည်းဆုံးရေ၈ခွက်ကနေ10ခွက်လောက်တောက်သုံးပါရာသီဥတုအနေထားတနေ့တာလှူရှားမှုတွေကိုလိုက်ပြီးတော့လိုအပ်တဲ့ရေတက်ပြေဝအောင်တောက်သုံးပေးပါ နံပါတ်၄လက်ကိုမကြခဏစေးကြောပါအရာရာတိုင်းကိုထိတွေ့နေရတဲ့လက်တွေမှာယောဂပိုးတွေအများဆုံးကက်တွယ်နေနိုင်ပြီးတော့ဒီလက်ချောင်းနေနဲ့မျက်နှာတွေပါးစပ်နှာခေါင်းစတာတွေကိုကင်တွယ်ထိတွေ့မိတာကနေတဆင့်ယောဂတွေကူးဆက်ပြီးတော့ကိုယ်ခံအားကိုထိခိုက်စေနိုင်ပါတယ်ဒါကြောင့်ကိုယ်ခံအားကိုအားပြည့်ဖို့ဆိုရင်တစ်ခါခုကိုကင်တွယ်တိုင်းမှာအပြင်ကနေပြန်လာတိုင်းမှာ အစာမစားခင်နဲ့ရေအိမ်သုံးပြီးတဲ့ချိန်တိုင်းမှာ လက်ကိုရေနဲ့ဆက်ပြသုံးပြီးတော့စက္ကန့်20ကြာ ပတ်သက်ပြီးတော့စေချောပေးဖို့လိုပါတယ်။နံပါတ်ကကိုလက်လေးချင်ကန်လုံးပါ။ကိုလက်လေးချင်ကန်ပုံမှန်လုပ်တာကခန္ဓာကိုယ်ကိုကြံ့ခိုင်စေပြီးတော့စိတ်ခံစားမှုကောင်းစေသလိုကိုယ်ခံအားကိုလည်းအားဖြည့်ပေးနိုင်ပါတယ်။နေ့စဉ်ပုံမှန်ကိုလက်လေးချင်ကန်လုံးတာ gym ဆောတာယောဂလေးချင်တာလမ်းလျှောက်တာစပိန်စီရာတွေကိုခန္ဓာကိုယ်ကျန်းမာစေနိုင်တဲ့အတွက် ိုခံအားဖြင့်အလေးထားနေတဲ့လေ့ကျင့်ပြုလုပ်ပေးဖို့လိုပါတယ်။နံပါတ်6အဟာရစုံလျောင်စားသုံးပါ။နေ့စဉ်စားသုံးမှုမှာအသီးရွက်တွေကိုအယောင်သွေးစုံလျောင်စားသုံးတာ၊အသားငါးစာရာတွေကိုတင်းတင်းများတောင်စားတာ၊ဥအမျိုးမျိုးပဲစာရာတွေကိုစားသုံးပေးတာကအဟာရပြည့်ဝစေပြီးတော့ကိုယ်ခံအားကောင်းစေဖို့အထောက်အကူပေးနိုင်ပါတယ်။ဒါလို့ဆိုရင်တော့ကိုယ်ခံအားကောင်းဖို့ဘာတွေလုပ်ရမလဲဆိုတာကိုပြပြစုံစုံသိသွားလိမ့်မယ်လို့ထင်ပါတယ်။ဗီဒီယိုလေးကိုကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်။ဒီဗီဒီယိုလေးကကိုယ် တွက်အကျိုးတစုံတစ်ရာရှိရဆိုရင်တော့ like and share လေးနဲ့အားပေးသွားကြပါအောင်ရှင်။အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်အီကျန်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေရှင်။